မတလောက်ပေါင်းလေးစားပါအိုးအပူဒီလီကူမျက်နှာလုံးဘလူးမှာချစ်တဲ့တလောက်ပေါင်းအေးရောအေးရောမပလူကျော်မတလောက်ပေါင်းလေးစားပါအိုးဒီတင်ပါဗျနေပြီးတော့ဘလီကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားမင်းတို့ဌာနဆိုင်ရာစာရဖဆူသူရဲ့ဘက်ကဇလန်းစပြီလား တို့ကတော့မျိုးသားရေးသမားတွေမဘာသာမဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါလူတို့တွေကအပြေပါနေမြောက်ပေးမယ်မြောက်ပေးမယ်ဟာအလုံးနဲ့အဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ဟိုအားပေါ့နော်အဓိကကြားကောင်းတာဥစဉ်ကိုဥစဉ်ကိုပြတ်မှတ်ထားဖို့ကြားပါတယ်ဥစဉ်တို့ဥစဉ်ရဲ့ဇာတ်ဘာဥစ္စာတို့ပြောလိုက်လို့ရှိရင်အာကကြောကြီးကဖမ်းမှာပေါ့အာဖမ်းပြီးထောင်ထဲထည့်မယ်အာအဲ့ဒါဆိုသူတို့အတွက်ဆင်းပြေပြီဒါပဲ နော်အဓိကဒီလိုပဲဥစဉ်တော့ကတော့တုံးတက်တယ်ငါကြောက်စီအဲ့တော့ခင်ဗျားတို့မဘာသားတွေကအယူအဆုံး play ခံပြီးသွားပြီ play ရတဲ့သတိမလားကစားလိုက်ပြီခင်ဗျားတို့နော်မဘာသားအယူအဆုံးကစားခံပြီးသွားပြီအဲအခုချိန်မှာတော့အစ္စလမ်ဘာသာဝင်တို့ထပ်ကစားနေပြီအဓိကကတော့သူပနာသိမို့သူပနာရဖို့နဲ့နော်သူနေရာရဖို့ပါပဲဟုတ်သူတစ်ဖြင့်အာနေပြီးတော့မှရှိနေကြရဲ့နော်ကိုအောင်မင်းတို့ကိုကြောင့်မျိုးမင်းတို့ ုကျော်စောကိုကိုကျော်စိုးဦးကိုဟန်ငယ်ဦးကိုနော်ကျော်စွာတို့မိုင်းဝေးတို့ကိုတက်တို့ပေါင်းမှုကျော်မတ်စနိုက်ပါစုတို့မက်ဒစင်ဦးတို့ဆိုတော့တို့အနေနဲ့ကဒီတွင်ကိုအတီးပြုတ်ပေးဖို့လိုအပ်ပါတယ်တိုင်းမီရောဘလို့ဖြစ်နေပြီလဲဘလို့ဒီပျက်စီးကုန်ပြီလဲဘလို့ဒီစီးရုပ်ကုန်ပြီလဲဟိုဗုဒ္ဓဘာသာကိုဘလို့အချိုးတကျစတဲ့ဖြည့်စီးနေပြီလဲဆိုတာဒါသိရှိဖို့အတွက်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဓိကဒီအချိန်မှာဘာကြောင့်ဒီဟာတွေဖြစ်လာတယ်လဲဆိုလို့ရှိရင်အရင်တော့သူတို့တွေကဒါ tam lo ba ga yan di bi lo ma nga the mo jaw jaw la le thu de ba phit de လာပါဒီနေ့ video find day ကတော့เนาะဘိုးတော်ဆိုရဲ့ငါတတော်ပေါင်းလေးစားပါအောင်ဆိုတဲ့ video find day ပဲစရအောင်เนาะ ော်တလဘောင်းလေးစားပါအိုးငါပူတင်လေးကိုမျက်နာလုံးအလူးမှချက်တဲ့တလဘောင်းအေးယူမေယူငါတလွေမျိုး တလောက်ပေါင်းလေးစားပါအိုးအပရိရှာရဲ့အကြံအသံလေးတော့အခုမြင်ကြည့်နေတာလေအဖေရောမေရောငါတို့မျိုးချာရဲ့ဘုရားမွေတို့ 阿米阿依丘克公的恩恩妙感，阿贵呀阿赞恰东本马比基尼亚，把口马的公用捏别路，我是努鲁马的皮皮的，我生的娃呢我陪你看，我钱呢我比你我别别别，阿皮哟皮哟我的绿牛。 chạy chạy bụng nằm mùi thô Thật yêu nằm mùi thô Mà ta lâu bóng lý xa bà ô Mà phù đi lì phù nhận hà lơ Mà lũ mà chết tìm tên tên lâu bóng Mà yêu, kì yêu, ngập bà lùi ာတလောက်ပေါင်းလေးစားပါဦးအခွေးရှာရဲ့အကြံကတန်သေးတော့အခုပြုံးပြုံးမျက်နှာလုံးအပြေယူမယူမပလွေမျိုးကြာကြပ်ဘူးလမွေတို့အေယိုးမွေတို့အဝေထိုးမွေတို့ ချင်းလေးကမိုက်တယ်နော်မိုက်တယ်နော် Okay ဒီဗီဒီယိုဖိုင်လေးကိုပဲဆက်နားတော့ကြည့်လိုက်ရအောင်နော်အရေးကြီးတယ်မှာဗျနေပြီးတော့ဗလီကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားမင်းတို့ဌာနဆိုင်ရာဆရာဖဆူသူရဲ့ဘက်ကဇလန်းစပြီလားအခုဖြစ်ပေါ်နေတဲ့ဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ နော်လိုင်းပေါ်မှာပြောစုဝေဖန်ထောက်ပြနေတဲ့သူတွေကမှားတာလားမင်းတို့ဌာနဆိုင်ရာတွေကမှားတာလားဟမ်တောင်သူလယ်သမားတွေရဲ့လယ်ဘူအစိုးရကနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လယ်မြာမြေတွေကိုတိမ့်နေမတန်တစီပြီးနှစ်သိန်းတရေကောက်မှာနှစ်သိန်းသုံးသိန်းပေးပြီးတော့ဟိုအရင်တုန်းကကျော်ကြီးတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ်ဟမ်အခုကျအဲ့ဒါတွေကိုအခွင့်အကောင်းယူပြီးတော့ဒီစွန်နီတို့ရှီယိုက်တို့မွတ်စလင် ကလားတွေအတွက် ပလီကြီးတွေဆောက်လုပ်ပေးမယ့်အပေါ်မှာပြည်သူလူထုလက်မခံဘူးလေကြွရသူကြွရသားတွေလက်မခံဘူးလေမင်းတို့မြေပြင်သတင်းတွေဆင်းထားတာကြီးလေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ラインပေါ်မှာတင်နေတာအများကြီးပဲပြည်တွင်းရောပြည်ပရောဟိုကြောင်ကြောင်ရောင်ရအောင်နေရောရန်တိုက်ပေးနေတဲ့သူတွေအများကြီးရှိတယ်အေးမြို့ချစ်မြို့သားရေးသမားတွေဆိုတာခဏလေးနော်ငါတို့ကရန်တိုက်ပေးရမှာမဟုတ်ဘူးဘာဖြစ်တုံလဲဆိုတော့နော်အရင်နှုန်းကအမေစုအသက်လာရင်ကလားနိုင်ငံဖြစ်မယ်လို့အဲ့မာပါတာတွေပြောတဲ့အတွက်ကြောင့်နော် အခုမပါတာဒီကပါစပ်ပင်းနေတယ်သူတို့ပါစပ်ဟာအောင်ကျွန်တော်တို့ကလောပေးတာကနော်သူများ6တိုင်းလဲမကြောက်ကြလို့သူများမြောက်တိုင်းလဲမမြောက်ဘူးမင်းတို့တည်ထားဖို့လိုတယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်နော်မိုးချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လဲဝေးစားပါရုံကနေပြီးတော့လာခေါ်ထားတယ်ခေါ်ထားပြီးတော့အဲ့ဒီမိန်းကလေးတယောက်ထဲကိုမင်းတို့ဒီတိုင်းရုံကိုဆက်ပြီးတော့ခေါ်သွားမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်ကြီးစိတ်မချလို့ထပ်လိုက်လာတယ် မင်းတို့ခဏဆိုရင်ငါတို့ကတိတ်ကြောက်နေရတာခုနိုင်ငံခြားပြောပြောနေတဲ့ဘောမဘောမလို့ပြောနေတဲ့ကောင်တွေတတိထားဘောမဆိုတာတက်တက်ရှိတယ်နိုင်ငံမှာအမျိုးသားရေးသမားဆိုတာတက်တက်ရှိတယ်ခမိန်ကျုံဆိုတာတည်တန့်ရှိတယ်နော်အခုဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေဟာအမျိုးသားရေးသမားတွေဘောလည်းမမအောင်ထမိန်လည်းမချုံဘူးဈာနေဝါရဓမ္မအရမနှစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေနော်ခင်လမောင်မောင်တို့ထိုင်းမှာရှိတဲ့ဟောင်စီတို့နစီတို့ကောင်တွေတတိထားကြ အေးပြောချင်တာအခုလေဝိစားပါရောကနေတိုင်းရုံးကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားမယ်ဗေကိစ္စအောင်မေးပါလေလိုင်းပေါ်မှာတင်နေတဲ့မြို့ချစ်လူငယ်အဖွဲ့ဆိုလားအဲ့ဒီကိစ္စတွေအတွက်မြို့ချစ်လူငယ်တွေကအများကြီးပဲတနိုင်ငံလုံးတနိုင်ငံလုံးပဲလူတိုင်းကကိုမျိုးကိုချစ်ကြတာပဲကိုပါလည်းကိုချစ်ကြပဲကိုတာသနာကိုချစ်ကြတာအကုန်လုံးကမြို့ချစ်တွေကြီးပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗျာခင်ဗျားတို့ကဟမ် ဟိုအနှွဲတဲ့မိန်းမသားဆိုပြီးတော့မိန်းမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ခင်ဗျားတို့စပါရုံကနေပြီးတော့ခေါ်တယ်ဆိုတာမြို့သားကြီးတမားတွေကိုနှရွက်စပင်းဆုပ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တဲ့တနင်္ဂနွေဒီဇင်ဘာရောက်လာလိမ့်မယ်နော်တနင်္ဂနွေလုံးမှာမြို့သားကြီးတမားတွေမြို့ချစ်တွေရှိတယ်နော်မျိုးသားရေးသမားတယောက်ကိုထင်တနိုင်ငံလုံးမှာရှိတဲ့မျိုးသားရေးသမားကြီးငြိမ်မနေဘူးငုံမခံဘူးတုံ့ပြန်မယ်ဆိုတာခင်ဗျားတို့ယူဆစီရမယ်ဟမ်ကျွန်တော်ကတော့မလျော်ဘူးအဲ့တော့လေမျိုးလေဝေးမျိုးနဲ့စာပါဘူးကျတို့တွေ လှမ်းပြီးတော့ဆက်သွယ်တယ်မင်းမြန်းနဲ့အခုတိုင်းရုံကိုခေါ်သွားမယ်လို့ပြောတယ်အပြစ်မရှိပဲနဲ့ကျုပ်တို့ရဲ့လူတွေကိုစကားတခွန်းမဲ့တပေါတော့မစွန့်ပါစေနဲ့အဲ့လိုမျိုးစကားတခွန်းမဲ့တပေါဆိုရင်ကျုပ်တို့လေငုံမခံအချိန်ကာလအပြည့်စောင့်နေမှာလူဝိုင်းကျုပ်တို့ကိုယ်တိုင်တည်ပြီးတော့အထိဆင်းမယ်ပေါကတုံးရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်။ဘယ်လိုလဲ ကောင်းတော့နက်ခဲမှာဗျာဒီနေ့ဟာ30ရက်ကိုလာပိုင်း2000လက်မှ25ဖြစ်ပါလေဗျာဒီနေ့ပြောရပါတော့เนาะအလုံးအလုံး live ပေါ်မှာခဲရိုက်နေတဲ့အရာလေးပေါ့เนาะနေပြီးတော့မာမုစလင်တွေကိုပေါ့เนาะပလီပေးတယ်ပေါ့ကာကျော်ကြီးကပလီနေရာဒေကာကွယ်ဒေကာကျော်ပေးတယ်ပေါ့เนาะဒေကာပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါလေဗျာ နော်ပေါ့ကူတော်တို့ပြောရဲဦးလားတဲ့မလုံနေရလဲပေါ့နော်မလုံနေရလဲပေါ့ဦးစင်းတို့ကပြောပြီးပဲလေဗျာတရားဝင်တဲ့လေလေးပါပါပလီတုံးကဦးစင်းတို့ပြောတရားမဝင်လို့ပြောတာတရားမဝင်လို့ပြောတာဗျာနော်အခုကနေပြီးအဲ့တော့တရားဝင်တောင်းတယ်သူတို့တရားဝင်တောင်းတယ်တရားဝင်ပေးတယ်အဲ့ဒီဆိုရလက်ထံမှာကောင်းမှုတော်ဖရာဟောတော်မှာဟောခဲ့တယ် အဲ့ဒီဆိုရလက်ထက်မှာတန်ဃာတော်တွေကအောက်ကနေပြီးမှဗလီယမော်လဝီရကလက်ဆိုင်ကြီးတွေကိုထိုင်လို့ဗာရာကြီးကိုအဲ့လောက်ဒီဖိနှိပ်ခဲ့တာမဟုတ်ဘူးလားဒီကျေမကောက်မောင်များစွာရှိပါလေသူ့ယူခဲ့တဲ့အရာလည်းရှိတယ်တာနာရေးဝင်ကြီးတရားဥပအောင်ကိုဆိုလည်းပြောခဲ့တာပဲလေမွေးလေကောင်မှာတကယ်ကမ္ဘာဆိုင်ကြီးပြီပေါ့ဗလီအကြီးကြီးလုပ်မယ်လို့တော့ပြောခဲ့တယ်မဟုတ်ဘူးလားလို့ဘုရားအတွက် မအောင်မြင်ခဲ့ဘူးအလဒီဆိုရလက်ထက်မှာဘာသာပေါင်းစုံဆိုပြီးမှမဟာနာဆရာတော်တွေကိုဖြုတ်ပြီးမှမဟာနာဆရာတော်ကြီးတွေဖြုတ်ပြီးမှအဲ့လိုကဘာရေးလို့နေရာမျိုးမှာခရိယံကလည်းခရိယံဘောမာတွေကိုဖြုတ်တယ်ဟိန္ဒူခရိယံမု슬လင်ဒါအစ္စလမ်ဥရဝါရဘာသာရေးလေးခုထိုင်မဲ့ပုံစံမျိုးပလန်ဆွဲခဲ့တယ်မဟုတ်လား တကယ်လို့ဒါဆိုရင်ဆိုရနောက်ထပ်9နှစ်တာဆိုရင်တော့ရှင်းသွားမှာပဲဒါတွေကနော်ဒါတွေကပုံစံမျိုးနဲ့တို့တို့ဆွဲခဲ့ကြတာပဲတရားမဝင်ရင်တော့ဥစဉ်တော့တော့ကန့်ကွက်ပါပဲတရားဝင်လူတို့တရားဝင်တိတိကျကျတရားဝင်တာရှောက်တယ်တရားဝင်လုတ်တယ်နိုင်ငံတော်ကတရားဝင်ခွင့်ပြုတယ်ဆိုတော့တို့တို့အနေနဲ့ပြောစရာဒါဥစဉ်2013 2023ကလေးကဆရာတော်ကြီးကဘွဲတော်ဆရာတော်ကြီးဒီတွားဖူးတယ် ပုံမှုတရားရဲ့ဆရာတော်ကြီးပြူးလင်ရောက်တဲ့ချိန်တွားဖူးတော့အေးဒီကွာတဲ့ဒီလိုဒီလိုရဒီလိုပေါ့ပြီးတယ်ပေါ့နော်ခရိယံလည်းပြီးတယ်မွတ်စလင်လည်းဟိန္ဒူလည်းပြီးတယ်လို့ကြားရကွာတဲ့အမအကြီးဆုံးကတော့ဤဆရာတော်ကြီးလာကြတော့တော့နော်ဆရာတော်ကြီးလည်းကြားတာပေါ့ရအဲ့လိုကြားတဲ့အခါမှာဆရာတော်ကြီးကအေးကွာတဲ့ငါလည်းနေပြီးတော့မှကွာအစင်သာကြီးကြီးတခုတော့ရင်ကတော့တော့ပြီးမှလုံးမကွာတဲ့ တာဥစဉ်ကဆရာတော်ကြီးရှောက်တဲ့ဟာကိုကြားရတာပေါ့နော်ဆရာတော်ကြီးတောက်လဲတောက်ထားကိုကြားပါတယ်ရလဲရထားပြီးလို့ဥစဉ်တော်ကထင်ပါတယ်ရလဲရထားပြီးလို့ထင်ပါတယ်အဲ့ဒါကိုအကြီးကြီးလို့ပြီးဟာခါကျော်ကြီးကမွဆလင်ဖြစ်သွားပြီဟာခါကျော်ကြီးကဖြစ်ရပြောရလို့ရှိရင်တော့သူတို့တွေကဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးသမားတွေနဲ့မွဆလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါ့ စုကူဖြစ်အောင်ဖန်လေးရတယ်ပါလုတ်တာတော့ရိုးသားရေးသမားတွေမဘာသာမဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါလူတို့တွေကအပြေပါနဲ့မြောက်ပေးမယ်မြောက်ပေးမယ်အာဘာလုံးတယ်အဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ဟိုအားပေါ့နော်အဓိကကြားကောင်းတာဥစဉ်ကိုဥစဉ်ကိုပြတ်မှတ်ထားဖို့ကြားပါတယ်ဥစဉ်တို့ဦးရဲ့ဆရာမဦးရတူတို့ပြောလိုက်လို့ရှိရင်အာကကြောကြီးကဖမ်းမှာပေါ့အဖမ်းမိထောင်ထဲထဲမှာအာအာတို့တို့အတွက်ဆင်းပြေပြီ ဒါပဲနော်အဓိကဒီလိုပဲဥစဉ်တော့ကတော့တုံးတက်တယ်ငါချောက်တရားဝင်လျှောက်တယ်တရားဝင်လှုပ်တယ်တရားဝင်တော့လည်းလှုပ်လေဥစဉ်တော့လည်းကြောင်းနေရတရားဝင်လျှောက်တယ်ဟုတ်လားသာနာရေးဝင်ကြီးလက်မှတ်ထိုးပေးတယ်သာနာရေးဝင်ကြီးဖွင့်ပြပေးတယ်တတော်ဝင်ကြီးတတော်နဲ့မကင်တတော်ကိုလျှောက်တယ်ဟုတ်လားလျှောက်တယ်ဥစဉ်တော့လည်း တရားမဝင်တာတရားမဝင်မှုဆိုရင်တရားဝင်အောင်လုပ်ပပစီးနဲ့ကန့်နဲ့ဘောင်နဲ့လို့ကျုပ်တို့တွေကဒါဘယ်ပါတော်မှထိခိုက်စရာအကြောင်းမရှိဘူးอือဟึဘယ်ပါတော်မှလည်းရန်ယူစရာအကြောင်းမရှိဘူးဦးစင်းတို့ပြောပြီးပြီဒီနိုင်ငံမှာနေတဲ့ဘာသာတိုင်းကဒီနိုင်ငံကတော့ချစ်ရပါပဲကိုရောအားတော့ပါနဲ့အခုပပလုတ်တာကနော်အစ်စ်အလဲပိုင်းမှာမျက်နှာရအချင်းလို့ကိုကြီးရောတော့ခိုးခွက်ကြပါဒီနိုင်ငံရဲ့ဥပဒေတိုင်းကျင့်တော့ရပါပဲဒီကနိုင်ငံရဲ့ဥပဒေတိုင်းနေထိုင်ရပါပဲ ဒီနိုင်ငံရဲ့ဥပဒေတိုင်မနေထိုင်မဲနဲ့အဆွေးရောက်မဲတိုင်းလူကြီးကြီးလို့မဲဥပဒေကိုချိုးဖောက်မဲဆိုဒီနိုင်ငံဥပဒေတိုင်ခံရမှာပဲလေဗျာခံရမှာပဲဟုတ်လားလူရှားနိုင်ငံမှာတော့မကြည့်လေဗျာရှိတာပဲဟုတ်လားဦးစင်းတို့တက်လူရှားနိုင်ငံကာကြုတ်လက်ထက်မှာပဲပြောရမှာပဲ ုံကြောင်းတကန်နဲ့ဖီလီကောဖရာစီတီတော်ကြီးနဲ့ရှိကြလာမယ်မဟုတ်လားခွင့်ပြုပဲဒါတရားဝင်တရားဝင်ခွင့်ပြုတယ်လေဟုတ်လားတရားဝင်ခွင့်ပြုလာပဲအဲ့ဒီပလီကြီးကဟုတ်ပြီတရားဝင်ခွင့်ပြုလို့တရားဥပဒေကိုချိုးဖောက်မယ်ဆိုတော့အဲ့ဒီပလီလည်းပိတ်ခံရမှာပဲဥပဒေကိုချိုးဖောက်လို့အခုအပကဆော့ပေးတာဘယ်လိုပလီတဲ့ကလည်းဥပဒေကိုချိုးဖောက်ပြီးမှသူတို့မပြောရဲဘူးပလီတဲ့ကလည်းအကြက်ဖက်မှုတွေလုပ်တဲ့အတွက်ကြောင့်မိရှိလာပလီကြီးပိတ်ခံလာတာမဟုတ်လား ရခိုင်ပြည်နယ်မှာဟိုတလောက်ထွေးမြေနိုင်ဖွင့်ပေးလိုက်တယ်ပလီဘာလို့ပိတ်ထားလဲအဲ့ဒီပလီတဲကနေတောက်ကြနေမှာထွက်လာတယ်တောက်ကြနေမှာထွက်လာပြီးမှရခိုင်တိုင်းသားတွေကိုရဲဆဲဆဲလဲလိတတ်တယ်ရဲဆဲဆဲတတ်တယ်အဲ့တော့ခင်ဗျားတို့မဘာသားတွေကအယူအဆပလီခံပြီးသွားပြီပလီတဲ့သတိရမလားကစားလိုက်ပြီခင်ဗျားတို့နော်မဘာသားအယူအဆကစားခံပြီးသွားပြီအခုချိန်မှာတော့အစ္စလမ်ဘာသာဝင်တို့ထပ်ကစားနေပြီအဓိကကတော့သူပနာတင့်မို့သူပနာရဖို့နဲ့နော်သူနေရာရဖို့ပါပဲ တော့အမျိုးသားရေးသမားစစ်စစ်နိုင်ငံရေးသမားစစ်စစ်တတ်ထောက်ခံသူစစ်စစ်ခင်ဗျားတို့ဘာမှလိုက်ရှောင်လဲဗျာ CD ကနှလုံးသားနေရာမှာတည်ရမှာပါတဲ့။ဒါပေမဲ့အဲ့ဒါကိုအဓိကပြောချင်တာ။အဲ့တော့ကျွန်တော်ပြောရင်ကျွန်တော်က OIC ဖြစ်သွား။ကျွန်တော် OIC ပါတို့မွတ်စလင်ပါတို့ဆွဆွေးနေသူတွေအဲ့ပါစက်တွေကျွန်တော်စောင့်ကြည့်မယ်နော်။စောင့်ကြည့်မယ်။ခင်ဗျားတို့ခင်ဗျားတို့ပပကြီးနဲ့ပတ်သက်လာခင်ဗျားတို့ပါပြောမယ်ဆို။ခင်ဗျားတို့ရွေးကောက်ပွဲတော်မှာလုံခြုံရေးအပြည့်အဝမပေးနိုင်ဘူး။ခင်ဗျားတို့ဒီ တို့တို့ဒီပေါ့ဗျာနော်ရွေးကောက်ပွဲကိုဝင်ရွေးပြိုင်မဲ့ပါတီကိုယ်စားလေးကြောင့်လုံချိုကြီးပြေးပါမပေးနိုင်ဘူးဟိုမှာလီဆောက်တဲ့နေရာမှာလုံချိုကြီးအထက်ထက်တယ်ကျောင်းမျိုးရှိသွားကြည့်အနားအောင်ကတ်လို့မရအောင်နော်အဲ့ဒါကြောင့်ပေါ်မှလည်းမတိလားအဲ့တော့ကိုကိုအတိကြကိုကိုအတိကြအဲ့တော့ဟုတ်ပြီအဲ့ဒါအဓိကပါကျွန်တော်ခြေပကျင်တာမှာကျွန်တော်ဆွဆွဲလုံးအကြည့်လို့ပါဒါမှကျွန်တော်အနေနဲ့ဘာပြောင်းလာမှရှိတော့အဲ့တော့ပြည်သူကကျင်တတ်တယ်ဒေသခံကကျင်တတ်တယ်အော်အစ္စလမ်ဘာသာဝင်အတိုင်းဝိုင်းနဲ့မွတ်စလင်ဘာသာဝင်အတိုင်းဝိုင်းကြားထဲမှာ ပြည်ပြည်လည်းလည်းရှိနေတဲ့ကာလပတ်လုံးတော်သူပလိအလုံးတရားပဲဆောက်ဆောက်ကြကျွန်တော်လုံးမဟုတ်ဘူးအဲ့ဒါမှကျွန်တော်ပြောပြောနေလို့ပါခင်ဗျားတို့ကအဲ့ဒါကြောင့်ခင်ဗျားမဘာသာလည်းမဟုတ်ပါဘူးစစ်တက်ထောက်ခံသူလည်းမဟုတ်ပါဘူးအလကလိုင်းပေါ်မှာနေရာရချင်တာပြောချင်တာတည်းကမှလူလက်ခုတ်တန်အစိမ့်လက်ခုတ်တန်လို့ဘာဘာသာလက်ခုတ်တန်ချူနေတာဒါတကယ်ကြင်နေကြတော့ခင်ဗျားတို့ကတတိရှိရတယ်မဟုတ်အကျွန်တော်ကြုတ်လို့သာလျင်ကျွန်တော်ဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ပါအစိမ့်တိုင်ဝမ်တော့ဒီဝိုင်းဆဲနေလားဒါပေမဲ့ကျွန်တော် ကျွန်တော်ရည်ရည်ချက်မပြောင်းလဲဘူးနော်တက်မလို့အချစ်တဲ့အချစ်တဲ့စိတ်လုံးဝပြောင်းမလဲဘူးမပြောင်းလဲမှပြောင်းလဲသလိုနိုင်ငံအချစ်တဲ့စိတ်လုံးဝပြောင်းလဲတော့မှာမဟုတ်ဟုတ်လားအဲ့တော့โอเคมาปูตูရဲ့ video file ကိုဆက်သားတောင်းကြည့်လိုက်ရအောင်เนาะမင်္ဂလာပါဒီနေ့ကျွန်မကနေပြည်တော်မှာဗလီစောင့်မယ်ဆိုတဲ့ကိစ္စကိုပြောပါမယ် င်းပြီးတော့မှဗလီဆောက်မဲ့ကိစ္စကဒီရက်ထက်အများဆုံးလူပြောများဆုံးနဲ့စိတ်လှုပ်ရှားမှုစိတ်ဝင်စားမှုအများဆုံးတွင်ဖြစ်တယ်။အာဒီတရိတ်ဟုတ်ရင်ဟုတ်ရဆိုတာအတိမပြုတ်နိုင်ဘူး။ဘာလို့လဲဆိုတော့ပြီးပါမှနေတဲ့လူတယောက်ကပြောတဲ့တွင်ဖြစ်နေတယ်။ဒီတရိတ်ဟုတ်ရင်ဟုတ်ဘူးဆိုတာကိုနော်သူတို့မတည်ဘူးနော်။ပပကတတင်းဖုံးနာနဲ့တူတယ်။ပပကတတင်းဖုံးနာနဲ့တူတယ်။ပြောင်းကြည့်ပြောဖို့အရာဆိုနော်။အဲ့ဒီပလီကိုလုံချုံရဲ့အထထချထားတဲ့အတွက်ကြောင့်နော်။ အဲ့ဘောမကလေးတွေကမတိနိုင်ဘူးနော်ပြောင်းကြည့်ပြောတာအမှန်သတင်းမီဒီယာသမားတွေအနေနဲ့ကအတီးပြုတ်ပေးဖို့လိုအပ်ပါတယ်နင်ကသတင်းသမားမဟုတ်ဘူးလားနင်ကမသိဘူးလားလို့မေးကြရှိတယ်ကျွန်မသတင်းသမားမဟုတ်ဘူးကျွန်မဒီနိုင်ငံကိုချစ်တဲ့အမျိုးကိုချစ်တဲ့အာနိုင်ငံရေးတစွာလှူရှားတဲ့သူမျိုးသားရေးတစွာလှူရှားတဲ့သူတယောက်တာဖြစ်တယ်ပြီးရင်သတင်းရဲ့ပတ်သက်လို့ကျွန်မကလည်း ်အဲဘယ်နာမှာဘယ်လိုတိုက်ပွဲဖြစ်ပါတယ်လို့ဘယ်နာမှာအလောင်းဘယ်နှစ်ခုရပါတယ်လက်နဲ့ဘယ်နှစ်ခုရပါတယ်ဘယ်နာမှာ DDS စကန်ရှိပါတယ်ဘယ်သူကတော့အာထောက်ဖို့ပါဘယ်သူအိမ်ကိုချိတ်ပိတ်ပါဘယ်သူကိုဖမ်းပါဆိုတာမျိုးတွေကျွန်မဘယ်တော့မှမပြောခဲ့ပါဘူးအဲ့ဒီတော့ကျွန်မသတင်းလေးကိုမသိဘူးကျော်တဲ့င်းနေအမြဲတမ်းတင်းနေရှိရဲတတင်းတွေကိုသူ့ထက်ကသူ့တတင်းကမှန်တယ်ငါတတင်းကမှန်တယ်ဆိုရဲလူတွေကဒီတတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်သူတဖြင့်အာနေဘီရောမှာရှိနေကြရဲเนาะကိုအောင်မင်းတို့ကိုကြောင့်မျိုးမင်းတို့ ကိုကျော်စောကိုကိုကျော်စိုးဦးကိုဟန်ငယ်ဦးနော်ကျော်စွာတို့မိုင်းဝေတို့ကိုတက်တို့ပေါင်းမှုကျော်တို့မတ်စနိုက်ပါစုတို့မက်ဂဇင်ဦးတို့ဆိုတော့တို့အနေနဲ့ကဒီတွင်ကိုအတီးပြုတ်ပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒီနေ့ပြတော့မှာဗလီဆောင်မယ်ဆိုတဲ့အကြောင်းအရာကိုကြားရတယ်မျက်လုံးထဲမှာပထမဆုံးမြင်အောင်မိတာကကျမတို့ရန်ကုန်မြို့နယ်ကောင်မှာရှိတဲ့စုလီပြရဲ့ခရစ်ယာန်ချက်ချောင်းရဲ့မွတ်စလင်တွေရဲ့အစ္စလာမ်ပြည်ဒီတုံးမှုကိုချက်ချင်းမျက်လုံးထဲမှာပြင်းနေပြီ Okay ဒီမှာဘောမအနှက်ကောင် guide တဲ့ video file နဲ့ကျွန်တော်ညီကုန်းချုပ်ထားတယ်စနားတော့ကြည့်လိုက်ရအောင်နော်မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေထဲတော်ပါစေဗိုင်းရဲကိုမျက်နှာမြင်ဗိုင်းကိုတန်ကြလို့အားလုံးပျော်ရွှင်ပါစေကျောင်းကိုပါကြီးစုမကောင်းတောင်းပါတယ်ဒါဒီနေ့ကတော့စီရင်ကျောင်းရလေးနည်းနည်းပြောလိုက်ဘာသာရေးမွတ်စလင်ဒီကိုဦးစားပေးပြီးပြောလိုက်အဲ့ဒီလူပုဂ္ဂိုလ်နှစ်ယောက်ပေါ့နော်တယောက်ကတော့ကိုဖင်လန်ကိုမမောင်ပေါ့နော် နောက်တစ်ယောက်ကတော့ဖြီးရင်းရကောင်လေးတယောက်ပေါ့ဒီကောင်လေးကတော့ဒါတော်တော်များများလူပြကြပါလေဒီကောင်လေးဒီကမင်းက29ရက်6လ2025နဲ့တက်လာတဲ့ဖိုင်လေးကိုဒါမြန်မာနိုင်ငံထဲမှာရှိနေတဲ့ဖြီးလူလူလူလည်းအားလုံးသိရှိစေခြင်းနဲ့အမျိုးပါသာတနာကိုစောင့်ရှောက်နေတဲ့ရှင်ယဟန်းများလည်းသိရှိစေခြင်းနဲ့ တိုင်းမီရောဘလို့ဖြစ်နေပြီလဲဘလို့ဒီပြက်စီးကုန်ပြီလဲဘလို့ဒီစီးရုပ်ကုန်ပြီလဲဟိုဗုဒ္ဓဘာသာကိုဘလို့အချိုးကျကျစတင်ဖြက်စီးနေပြီလဲဆိုတာဒါသိရှိဖို့အတွက်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဓိကဒီအချိန်မှာဘာကြောင့်ဒီဟာတွေဖြစ်လာသလဲဆိုလို့ရှင်အရင်တော့သူတို့တွေဟာဒါတပ်မတော်ဘက်ကရက်တည်ပြီးတော့မှအထင်မော်ကြော်ကြားလာတဲ့သူတွေပဲဖြစ်တယ်အခုကတပ်မတော်ဘက်ကရက်တည်ပြီးတော့ထင်မော်ကြော်ကြားလာသူတွေကမွတ်စလင်ဒီဘက်ဘာသာရေးဘက်ကိုအတေးဖိလာတာကိုကျွန်တော်တို့ခုရက်တွေ့ရတယ် ဲ့တော့ကျွန်တော်သူပြောတဲ့အောင်စကားနားထောင်နေကျန်တာလေးကျွန်တော်ပြရှင်းလေးလုပ်ပေးပါမယ်အဓိကတော့အသိပညာမျှဝေခြင်းပါနော်ဒါလေးကျွန်တော်ဆက်ပြီးတော့ကြည့်ကြရအောင်ကို့ဘာသာကို့လူမျိုးကိုကြီးပွားစေခြင်းနဲ့ထုတ်တက်စေခြင်းနဲ့ဆိုတော့ဘာသာဝင်တိုင်းရဲ့ဆန္ဒလူမျိုးတိုင်းဆန္ဒပါဒါပေမဲ့တခြားလူမျိုးတခြားဘာသာဝင်တွေကိုကြာရှုံးစေခြင်းနဲ့ဆွေးနွေးစေခြင်းနဲ့ပြည့်စည်စေခြင်းဆိုတော့အမှန်တမ်းမှရုံးမြန်တဲ့စိတ်ထားပါကို့ခြံစည်းကိုကာရကောင်းပါတခြားလူခြံစည်းကိုပြည့်စည်ချင်တာကတော့မကောင်းတဲ့စိတ်တက်ဖြစ်တော့ပါပြီကျွန်တော်ဒီမှာနိုင်ငံဟာတိုင်းသား135မျိုးရှိပါတယ်အထက်မှာမှာ အချင်းလူမျိုးစုတွေအချင်းလူမျိုးစုတွေဟာခရီးဘာသာနဲ့အများစုကိုယ်ကိုယ်ကိုယ်ကြပါတယ်ပေးလူမျိုးဆိုလို့ရှိရင်တော့ခရီးဘာသာဗုဒ္ဓဘာသာရဲ့အရောဖြစ်ပါတယ်ဒီတော့ရင်ကျွန်တော်တို့တိုင်းသား135မြို့ထဲမှာခရီးဘာသာဝင်တိုင်းသားတွေရှိနေဆိုတော့လည်းနားလည်ဝင်လို့ပါတယ်နောက်တစ်ခုကကမန်တိုင်းသားဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာရှိကမန်တိုင်းသားဆိုလို့ရှိရင်အစ္စလမ်ဘာသာဝင်အများစုကိုယ်ကိုယ်တိုင်းသားဖြစ်ပါတယ်ဒီကမန်တိုင်းသားတွေဟာ1880ဥပဒေရရဖြစ်ဖြစ် ဒါမြန်မာနိုင်ငံသားတွေဖြစ်တဲ့တိုင်းသားတွေဖြစ်ပါတယ်1024မတိုင်ခင်မြောက်ဦးခေတ်ကလေးကနေပြီးတော့မြန်မာနိုင်ငံကိုဝင်ရောက်နေထိုင်ခဲ့တာဖြစ်ပြီးတော့ရခိုင်ဗရင်နိုင်ငံတော်ခေတ်ကလေးကနေပြီးတော့မှသူကရခိုင်ဗရင်ရဲ့ဒေးဗီတော်ကြီးအဖြစ်နဲ့ဝင်ရောက်ပြီးနေထိုင်ရင်းကနေပြီးတော့မှတူကြီးလူပွားလာတဲ့အခါမှာရဲရဲနဲ့မအောင်ကျွန်းနေမှာရခိုင်ဗရင်ကနေရာချထားပေးခဲ့တာဖြစ်ပါတယ်ကမန်ဆိုတာကတော့ပါရှန်ဘာသာစကားနဲ့ဒေးဗီတော်ကြီးဆိုတာအိပဲဖြစ်ပါတယ်ပါရှန်ဒေးဗီတော်ကြီးကနေဆက်သက်လာတဲ့လူမျိုးဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံရဲ့135မြို့တိုင်းတိုင်းရဲမှာအစ္စလမ်ဘာသာဝင်လည်းရှိတယ်။နောက်ပြီးတော့ခရစ်ယာန်ဘာသာဝင်တွေလည်းရှိပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာတိုင်းသားခွင့်ရရှိတယ်လို့မျိုးနိုင်ငံသားခွင့်ရလည်းရှိပါတယ်။နိုင်ငံသားခွင့်ရကျွန်တော်တို့မှာလွတ်လပ်စွာကိုယ်ပိုင်ယုံကြည်မှုတွေရှိရမယ်။လွတ်လပ်စွာစီးပွားရှာခွင့်ရောင်းဝယ်ဖောက်သွားခွင့်တွေရှိရပါမယ်။ဒီနိုင်ငံဟာပတ်ပုံတွေရပြီးတဲ့ဒူတိုင်းရဲ့နိုင်ငံမှာဒါကတော့ငါနိုင်ငံနည်းနိုင်ငံမဟုတ်ဘူးလို့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အောက်မြန်မာနိုင်ငံမှာမှတ်တမ်းတွေအရာဆိုလို့ရှိရင်ရှေ့ဆုံးဥပဒေ ရှင်းသမှုပြင်မာကြီးလက်ထက်မှာရှိတဲ့မှတ်တမ်းရဆိုရင်ဒါနိုင်ငံခြားသားတွေဒါဝင်ရောက်ပြီးတော့ဒါမှတ်တမ်းယူခဲ့တဲ့ခေတ်တွေပေါ့နော်အဲလိုဆိုတော့မှာဒီဒေတာကိုစီးပွားရေးကိုချုပ်ကန့်ထားတာဟာအိန္ဒိယတိုင်းရင်းသားတွေကဒီဗဟုမျိုးရဲ့စီးပွားရေးကိုချုပ်ကန့်ထားတယ်ဆိုတော့အမှန်တမ်းတွေရှိပါတယ်နောက်တစ်ခုကဘင်းနာမီဒီယာရဲ့လက်ထက်မှာမွတ်စလင်အမြောက်တက်ဆိုတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကအမရပူရာခေတ်မင်းနိုမင်းခေတ်မှာဆိုလို့ရှိရင်လည်း ပလီရေဆောက်လုပ်ခဲ့တာရှိပြီးတော့မရာဘူရာခေတ်မှာဆိုရင်ဆာဆိုတော့ဥနုဟာဒါအစ္စလမ်ဘာသာဝင်ဖြစ်ပါတယ်။နောက်ပြီးတော့မရာဘူရာခေတ်ရဲ့အကန်မင်းခေတ်မှာဆိုရင် မြို့ရဝံဘိုင်ဆက်နဲ့ယူစီမောင်ပိန်ဟာလည်းအစ္စလမ်ဘာသာဝင်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကလေးကနေပြီးတော့မှအစ္စလမ်ဘာသာဝင်တွေအများစုဟာဒီမြန်မာမင်းနေပြီးတော့နေမကောက်အောက်မြန်မာပြည်မှာပြန်ကျဲနေတယ်ဆိုတော့အဖြစ်ရအောင်ဖြစ်ပါတယ်။1920နဲ့ဒီငောင်းလေးက ဘယ်စလံဘာသာဝင်ဒီမှာပကဲဟိုမြန်မာမဲအဆက်ဆက်မှာအမှုတော်ထမ်းခဲ့တဲ့တယောက်နဲ့ယောက်ကိုဒီကောင်လေးတော်တော်ရှာသားတာပဲရှာပြီးတော့ပြောသားတာပဲဒါတွေကတော့တော် AI ပါလေမူစလင်အကြောင်းနဲ့မြန်မာပြည်ဒါတွေလည်း AI မှာရှာလို့ရတယ်မြန်မာတမိုင်းဘိုင်ယာပဲပဲမြန်စွာဖရားတမိုင်းနဲ့ရှာလို့ရတယ်ဘယ်ဖရားတမိုင်းပဲဖြစ် AI မှာဒါရှာလို့ရတယ်မသိလို့ချင်းမှန်ဒီမှားဒီကတော့ဒါနည်းနည်းပါတွေ့ကောင်းတွေ့နိုင်မယ်ရှာချင်းသိချင်တဲ့ဆိုရင်ဒါရှာရိုက်ရှာလို့ရဒါမဲ့ဒီကောင်လေးပြောနေတဲ့ပုံစံရတော့ရှေ့အစက်အဆက်ဆက်က ရှေ့ဆုံးပူပင်မှာပဲဖြစ်ဖြစ်ရှေ့ခက်အသက်သက်ကတည်းကဒီမွတ်စလင်တွေကိုတိတန့်သူဆွဲထုတ်ပြနေတာသမိုင်းဝင်မြန်မာတိုက်ထုတ်လာတဲ့သူရဲကောင်းတွေသူလောကထုတ်ပြတာပြောတာမဟုတ်ဘူးเนาะမွတ်စလင်ဒီမွတ်စလင်นี่ရှေ့အစဉ်ဆက်ကမင်းမှုထမ်းခဲ့တဲ့ဆိုတဲ့ဟာတွေပဲသူထုတ်ပြနေတာသူကမွတ်စလင်ဘက်ကိုအတေးဆွဲခေါ်ပြီးတော့ပြောနေတဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်သူမွတ်စလင်လားပါလားတော့လည်းမသိဘူးကွာကျွန်တော်တို့ကမွတ်စလင်ရဲ့လို့မုန်းတာမဟုတ်ဘူး မစယလင်ရလို့ပြောတာမဟုတ်ကျွန်တော်တို့ပြည်တွင်းထဲမှာရှိနေတဲ့မြန်မာနိုင်ငံသားမွတ်စလင်လူမျိုးတွေရှိမယ်ဗျာအစ္စလမ်ဘာသာဝင်တွေလည်းလက်ခံတယ်မြန်မာနိုင်ငံထဲမှာရှိနေတဲ့မွတ်စလင်တွေအားလုံးကကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေချစ်ခင်လက်တွဲသွားနေလို့ရတယ်သို့တော်အခြားနိုင်ငံကနေပြောမှဝင်လာမဲ့ဘင်္ဂလီတွေမွတ်စလင်တွေကိုတော့ကျွန်တော်တို့လက်ခံလို့မရဘူးကျွန်တော်တို့တိုင်းပြည်ကိုဝါမျိုးသွားမှာကိုလက်ခံလို့မရဘူး မြန်မာပြည်သားမှရှိနေတဲ့မွတ်စလင်နဲ့နိုင်ငံခြားကမွတ်စလင်နဲ့ပေါင်းပြီးတော့မြန်မာနိုင်ငံကြီးကိုဝါဖြူဝါမယ်ဆိုရင်ကျွန်တော်လက်ခံလို့များအခုဥရောပမှာဒေါ်နယ်ထရန့်ကရိတ်မိသွားပြီဖြစ်တဲ့အတွက်ကုလသမဂ္ဂမှာအစည်းအဝေးမှာတန်းထားပြောတယ်ဥရောပနောက်တကားပွင့်နေပြီလို့ပြောတယ်အော်ယနေ့ဒီတိမ်မှာချက်ချင်းပဲမွတ်စလင်တွေဒုက္ခတဲ့အယောင်ဆောင်တွေ၁၀နှစ်အနည်း၂၀အနည်း၃၀နေတဲ့လူတွေဆိတ်ဆက်ပြီးကိုယ့်နိုင်ငံကိုကိုပြန်လွတ်တော်မယ်သူတို့နိုင်ငံရဲ့အေးတန်းတာယာမှုကိုလာရောက်ဖြတ်စီတယ်သူတို့ ်နိုင်ငံရဲ့အေဂျင့်တာရံမှုလာရောက်ဖြတ်ပြဒီမိုဆလီတွေပဲပြီးနေရယူတယ်လွှတ်တော်အမတ်တွေနေရာကြီးလုပ်တဲ့နေရာကောင်းတွေလည်းရတယ်သူတို့ရသလောက်ယူသွားတယ်အဲ့ဒီတော့အခုကဒေါ်နယ်ထရန့်ကတကဘာလုံးကိုမိမောင်းထိုးပြလိုက်ပြီဖြစ်တယ်နော်အဲ့တော့ ဒီကောင်လေးကဘလို့ဖြစ်တာသူအပဲမွတ်စလင်မဲလားအနောက်နိုင်ငံတွေကပဲဘလို့ချိတ်ဆက်ထားလဲတော့လေကျွန်တော်တော့မသိဘူးဒါနဲ့အရင်တော့တော့ဒီကောင်လေးဒါမျိုးတွေတိတ်ပြောတာမှရှင်းပါအခုရက်ပိုင်းမှာခက်စိတ်စိတ်ပြောတာတော့ကျွန်တော်တွေ့လို့တရေထားမိတာဖြစ်တယ်ဒါတိုင်းကြီးရဲ့အရင်နဲ့လိုအပ်လို့သာကျွန်တော်သူ့ရရှင်လုပ်ပြီးထောက်ပြပြီးပြောဆိုတာဖြစ်တယ်နော် ကျွန်တော်တို့ဆက်လိုက်နားထောင်ကြည့်မယ်။သူပြောတဲ့မှတ်တချောင်လို့ကျွန်တော်နားထောင်တာ။ KSS ကဘယင်းလေးလက်ထက်မှာမွတ်စလင်တွေအကြောင်းမဲ့လှုပ်ဆောင်သွားတာရှိတယ်။ KSS မြန်မာဘယင်းလေးမှာထမ်းဆောင်သွားတဲ့မြန်မာသူရဲကောင်းကြီးအကြောင်းသူပြောတာမဟုတ်ဘူး။မွတ်စလင်ကိုသူတိတယ်ပြောနေတာကိုကျွန်တော်ကြားသိရတယ်။အခြားဘာသာလည်းသူမပြောဘူး။အဘိဓမ္မာကခေရှာမှာဘယ်ဘာသာမှာမဟုတ်တာမှာတော့သူမွတ်စလင်ကိုတီးတဲ့ရည်ရွယ်ချက်ရှိရှိပြောနေတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ကျွန်တော်တို့ညီကောင်မမတွေဘယ်လိုထင်တယ်လဲဒါကျွန်တော်တော့ comment ရေးပြီးလို့ရတယ်။ကျွန်တော်ဆက်နားထောင်ကြည့်မယ်။ 1924မှာအင်္ဂလိပ်ကအင်္ဂလိပ်ကရခိုင်ပြည်နယ်တိုင်းကင်ယူတို့တော့တင်ပိုက်လိုက်တဲ့အကြောင်းမလို့ဒီပြည်သားတစ်ခုအင်ဂျီယန်နဲ့တောင်းဆိုရအောင်ချုပ်ခဲ့ပါတယ်နောက်ပိုင်းမှာအောက်မှာပြိုတင်ပိုက်တဲ့မြန်မာပြိုတင်ပိုက်တဲ့ခါမျိုးမှာလည်းမြန်မာနိုင်ငံကိုအိန္ဒိယရဲ့ပြည်နယ်ဖြစ်နေထဲသွင်းအောက်ချုပ်ခဲ့တယ်ဆိုမလို့အိန္ဒိယဒေသမှာရှိတဲ့ဂူဂျာရာတီတမ်မီဘင်္ဂလီစရှိတဲ့တိုင်းသားမျိုးစုံဟာမြန်မာနိုင်ငံကိုဝင်ရောက်ပြီးတော့နေထိုင်ခဲ့တာဖြစ်ပါတယ်အဲကြောင့်မြန်မာနိုင်ငံမှာပန်းချပီလူမျိုးစုတွေလည်းရှားပါဘူးကိုရခါလူမျိုးစုရှင်လည်းအမှန်တမ်းမှာတိမ့်နေချီရှိပါတယ်တမ်မီလူမျိုးစုလို့ရှင်လည်းတိမ့်နေချီရှိ ရှိပါတယ်။နည်းနည်းပါးပါးရှိတာလည်းမဟုတ်ပါဘူး။တကယ်ကိုပမာဏတော်တော်များပါတယ်။အမှဆိုရှင်ကရားမှာရှိတဲ့တချို့တိုင်းသားလူမျိုးတွေထက်ဗရောင်လူမျိုးထက်ဗရောင်လူမျိုးထက်နော်ကရင်လူမျိုးထက် ပြီးတော့ချင်းလူမျိုးတွေထပ်များပြားတဲ့ပြီးတော့ကလားမတော်ဥစားပေးနေတယ်ဒီလူမျိုးတွေဟာကျွန်တော်ရန်ကုန်ရန်ကုန်နဲ့ဒီမြန်မာနိုင်ငံအနှံ့ပြပါလိမ့်မယ်။ဘာလို့ချင်းနားမှာဆိုရင်ခေါ်ခါရအများကြီးနေထိုင်နေတယ်။ဘိုးဘုံမှာဆိုရင်ခေါ်ခါရအများကြီးနေထိုင်နေတယ်။ဒီတဲ့ကလားနေရာတွေကဒီတိုင်းရေးပြောနေတာ။တမီးလူမျိုးတွေအများကြီးနေထိုင်နေတယ်။ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံကဘုရားဘာသာနိုင်ငံဖြစ်တယ်လို့ပြောတာ အစင်လာအခင်အတိမတ်ပြုထားပေးတော့ညာလည်းပဲကျွန်တော်တို့ကခက်ကလာအကြာကြီးကိုဖျက်ဆီးရတဲ့အတွက်ကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ခုကြားမှာရှိတဲ့အတွက်ကြောင့်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာခုချိန်မှာဆိုလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်ပါပြီဒီလူမျိုးပေါင်းစုံဘာသာပေါင်းစုံဟာဟာမိုနီဖြစ်ဖို့လိုပါတယ်အချင်းချင်းအပြန်အလှန်လေးစားသမှုရှိဖို့လိုပါတယ်တရားနည်းတရားနားလည်မှုရှိဖို့လိုပါတယ်ဒါကြောင့်ကိုယ့်ဘာသာကိုယ်သာသနာကိုလွတ်လပ်စွာနဲ့တိုးပွားအောင်လုပ်ဖို့လိုတယ်တိုးတက်အောင်လုပ်ဖို့လိုပါတယ်ဥပဒေနဲ့ညီတဲ့အဆောက်အဦတွေတိဆောက်ခွင့်ပေးဖို့လိုတယ် ယ်။မကူမူရဘာသာစီဒီပထူရီကတော့ဖီယံဝင်းပြပြောင်းရှိနေပြီးတော့တခြားဘာသာဝင်တွေရဲ့အစဦးတွေကတော့ကြိုးကျေပြက်စီးဘုံဘုံလဲမတက်ဖြစ်နေတာကြောက်တယ်။ဒါတရားရဲ့လို့ပြောလို့ရ။အဲ့တော့ဒီညီလေးကမြန်မာတွေးလာမြန်မာဗုဒ္ဓဘာသာကမွေးဖွားသလားပါလားတော့ကျွန်တော်မသိဘူး။ဒီကြားထဲမှာကျွန်တော်တစ်ဖိုင်ထပ်ပြပါမယ်။ခဏလေးဒီညီလေးကိုပြိတ်လိုက်ပြီးတော့နော်။ တော့ဘင်းသားလေးစစ်တပ်ကပြီးတော့မီးရှို့ခဲ့တဲ့ဒါရခိုင်မျိုးနယ်စုဝင်ဗုဒ္ဓဘာသာဝင်မာရမာလူမျိုးတွေအိမ်များနဲ့ဈေးဆိုင်တွေကိုအခုလက်ရှိဖြစ်ပွားနေတဲ့ဘင်းသားထိပ်မှာရှိတယ်ရတယ်အကုန်စစ်တပ်ကဝေရောက်ဖြတ်စီရတယ်ဒါဗုဒ္ဓဘာသာဝင်နဲ့အိမ်တွေဗုဒ္ဓဘာသာဝင်အိမ်တွေကို2012ခုနှစ်ကလည်းပဲထွန်းီး၎င်းပဲဒါအပြူချဖြက်စီးခဲ့တာဒီအများကြီးရှိခဲ့တယ်တေဖရားចောင်းဆောင်เนาะအဲဘုံကြီးចောင်း6ចောင်းနောက်တစ်ခါကျတော့အဲတိန်နှဆောင်ဒါ တော်ကြောင်ဖုံကြောင်တကြောင်ဒိတ်တဆောင်နောက်တစ်ခါကျတော့ငံလူနေအိမ်ဒီဗုဒ္ဓဘာသာအိမ်ဒီဖြတ်စည်းခဲ့တာရှိတယ်။ဗမာလူမျိုးတွေကဗမာဗုဒ္ဓဘာသာတွေကဒီလူမျိုးဖြတ်စည်းခဲ့တာကိုမြင်ဘူးသလားလို့ဒီညီကိုမေးကြည့်တယ်။နော်ဒါကဒီညီပြောတယ်ပြောတဲ့စကားကိုပြီးဆက်ပြောမယ်ဒါကဗုဒ္ဓဘာသာရဲ့အစော်အခံမှုတည်တဲ့တစ်ခုပဲကျွန်တော်ပြတာဗုဒ္ဓဘာသာကသူများဖို့စော်ကားနေတာလားဗုဒ္ဓဘာသာဝင်တွေကအစော်ကားခံနေရတာလားဆိုတော့ဒါဒီကြီးငယ်သိဖို့လိုတယ်။တကယ်လို့ဒီကြီးငယ်က အာတရားပါသလားဆိုတော့ကိုဗုဒ္ဓဘာသာကြတော့ငါရှေးရတော်နဲ့သူများဘာသာရဲ့ပလီဒီပါညာတွေကြတော့ဒါမိမ့်မိမ့်နဲ့ဆိုတော့တရားပါသလားဆိုတော့အဲ့တော့ကျိုးချင်းပြက်စီးနေတဲ့မင်းတို့ပလီတွေလည်းပြကြည့်ပါကျိုးချင်းပြက်စီးနေတဲ့ခက်တောင်းတော်တွေလည်းပြကြည့်ပါခရိယန်တွေကတော့မြန်မာဘယ်နိုင်ငံမှမဆိုအားလုံးနဲ့တင့်နေသူတို့ရဲ့ချက်ကြောင်းတွေဆိုဝင်မှဆိုလို့ကျမြန်မာပဲပြည်မလို့ပြောအားလာပါဆိုပြီးတော့မြန်မာတွေကိုတော့မှမြန်မာမှမဟုတ်ဘူး ဘဲပါသာဦးလို့သူအခုတော်တော် နေပြည်တော်ပလီနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဆဲပေးတာကနော်မွတ်စလင်ကြီးအကိုကြီးကို မုန်းလို့မဟုတ်ဘူးအမေစုလက်ထက်မှာနော်အမေစုတက်ဥချူရင် ကလားနိုင်ငံဖြစ်မယ်ဆိုတဲ့အဲ့အမျိုးယုတ်ဒီမထွတ်ထွတ်လာအောင်ကျွန်တော်တို့ကလိုပေးတာနော်